မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တွင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေမွန်လွဲပိုင်းတွင်များကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမအဆုံးတွင်နေနဲ့ငလင်ချောင်းထိခိုက်ခဲ့သည့်တောင်ငူထောင်တို့ဒုကောင်ဆောင်တော်ကြီးဆွေတွင်မှဖြစ်ပါရရှင်။စကိုင်းငလင်ချောင်းထိခိုက်ပျက်စီးခဲ့သည့်တောင်ငူမြို့နယ်ဘို့ချင်းထောင်တို့စစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှဆိုဝင်တော်ရောက်ကြည့်ရှုခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်သည်။အဆိုပါတောင်ငူဘို့ချင်းထောင်သည်သမရဦးဝင်းမြင့်အားဖမ်းဆီးချုပ်နှောင်ထားသောထောင်ဖြစ်ကငလ လင်းကြောင့်လူထိခိုက်မှုရှိမရှိကိုထုတ်ပြန်ပေးခြင်းမရှိပေ။ဒုစစ်ကောင်အဆောင်စုဝင်တဲ့အဖွဲ့သည်တောင်ငူဘိုကျင်းထောင်တည်ဆောက်နေသည့်လုပ်ငန်းခွင့်များကိုကြည့်ရှုပြီးတည်ဆောက်လျက်ရှိသည့်ကျင်းထောင်အားငလင်းတန်းခံနိုင်ရရှိအောင်ဆောက်လုပ်ရန်လူအပ်သည့်ဤပညာပိုင်းဆိုင်ရာအကူအညီများကိုလည်းဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။ထို့ပြင်ဒုစစ်ကောင်ဆောင်နှင့်အဖွဲ့သည်ငလင်တန်းကြောင့်ထိခိုက်ခဲ့သောတောင်ငူနေပညာတက္ကသိုလ်တောင်ငူပြည်သူစေယုံအစရှိသည့်နေရာများသို့တွားရောက်ခဲ့ကြောင်းသိရသည် မတ်လ28ရက်ငလင်းလှုပ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားများကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားသောမန္တလေးဥပိုလ်ထောင်တွင်အဆောက်အဦပြိုကျသဖြင့်အနည်းဆုံး၄ဦးသေဆုံးကြောင်းထိခိုက်ဒဏ်ရာရရှိသူ12ဦးထိရှိနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ခဲ့သည်မန္တလေးမြို့ဥပိုလ်ထောင်၌ငလင်းတန်းကြောင့်ရာရဲချုပ်ထောင်တင်ဆောင်သွားပြီးပြိုကျမြေချင်းနေရှိတော်လဲအချုပ်သားအချုပ်သူများကိုချုပ်နှောင်ရာတွင်ဆက်လက်အုံပြုနေစေဖြစ်သည် ဆက်လက်ပြီးရန်ကုန်နယ်မင်းအောင်လိုင်းမိသားစုအလို့အဖြစ်ရှင်းလောင်း9500ရှင်ပြူဝဲပြုလုပ်ခဲ့ပြီးရှင်းလောင်းတို့လည်းငွေကြက်တသိန်းပေးမြူဆိုခဲ့တော့လေတပြားတစ်ချက်မြောက်မြောက်မိဘများပြောဆိုဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်ရှန်ကုန်တွင်မင်းအောင်လိုင်မိသားစုအလို့အဖြစ်ရှင်းလောင်း9500ရှင်ပြူပွဲကိုဧပြီလ2ရက်နေ့ကပြုလုပ်ခဲ့ပြီးရှင်းလောင်းတို့လည်းငွေကြက်တသိန်းပေးမြူခရီးပေးခဲ့တော့လေလက်တွေတွင်တပြားတစ်ချက်မှမပေးကြောင်းရှင်းလောင်းမြိုက်မိဘတို့ကရှန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ2ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီဦးဆောင်စီမံခန့်ခွဲမှုဖြင့်မင်းအောင်လိုက်မိသားစုအလို့ဖြင့်ရှင်လောင်9500ရှင်ပြူပွဲကိုရန်ကုန်တွင်ပြုလုပ်ခဲ့ကြောင်းရှင်လောင်များအဖြစ်ရန်ကုန်တိုင်းတတိုင်းလုံးရှိအခြေခံပညာကျောင်းများမှကျောင်းသားများကိုမဲနိုင်စေ၍မဲပေါက်သောကျောင်းသားများကိုကိုယ်ရင်ဖြစ်သင်ခန်းစီပေးကြောင်းသင်ခန်းစီရာတွင်သင်ခန်းစီရန်ကုန်ကြစေအပြင်ရှင်လောင်တို့လည်းငွေကျပ်တသိန်းပေးမည်ဟုမင်းအောင်လိုက်မိသားစုပြောဆိုခဲ့တော်လဲလက်တွေ့တွင်ကိုယ်စီရေးဖြင့်ကိုယ်သင်ခန်းစီရာတွင်ငွေကျပ်တသိန်းလည်းမရရှိကြောင်းသိရှိရ everybody. ကျောင်းတစောင်းမှာကျောင်းသား25ကိုမဲဖောက်ပြီးရွှေတဲ့ရှင်ပြူဝဲအတွက်အုတ်ကြီးတွေနဲ့ခေါ်ကျောင်းအုတ်ကြီးတွေရန်ကုန်တိုင်းတတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်ကလေးမိပါတွေကိုရှင်ပြူစရိတ်ဖြစ်ငွေကြက်တသိန်းပေးမယ်သင်ငန်းတွေပါတွေကိုဝင်းကြီးချုပ်မေတ္တာစုမင်းအောင်လိုက်မေတ္တာစုကအကုန်ကြခံပေးမယ်လို့ပြောတယ်ဒါပေမဲ့ရှင်ပြူဝဲသာပြီးသွားတဲ့ငွေတသိန်းလည်းမရဘူးကိုကလေးအတွက်သင်ငန်းစရိတ်ကအစကိုယ့်အကူအကုန်ဝင်ရတယ်ကိုပစံကိုပဲတုံးရတယ်ငွေတသိန်းမရတဲ့အပြင်လမ်းစရိတ်စုံလူပန်းဖြစ်သွားတယ်ဟုရှင်လောင်တူရီမိပါ ါကရှန်ကုန်ခေတ်တည်တင်ဌာနထံသို့ပြောဆိုသည်မတ်လ28ရက်နေ့စကိုင်းငလျင်ကြီးလှုပ်ခဲ၍လူသေဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တော့လေမင်းအောင်လိုင်မိသားစုကဧပြီလ2ရက်နေ့ရှင်းလောင်း9500ရှင်ပြူပွဲအလူကိုမဖြတ်ဘဲရှန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစေခဲ့ကြောင်းဧပြီလ2ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးသောစူပေါင်းရှင်ပြူပွဲနဲ့လှည့်လည်ပွဲတို့မြို့နယ်ထွေရုံများတက်ရောက်ခဲ့ရပြီးရွှေတကုံစီရီတော်တွင်လှည့်လည်ပွဲများကိုလုံခြုံရေးတင်းကျပ်စွာဖြင့်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်တို့ရ 任何两张登记证、银行卡、身份证、身份证复印件不得与未办开卡面所用那种，当然照片怎么标盖章都需要办理先。 ဆက်လက်ပြီးမန္တလေး Sky Valerian အလောင်း၁၄လောင်းတရက်ထဲတွေ့ရှိရပြီးကလေးနှင့်မိခင်အလောင်းများပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မနီလီတိုင်းစကိုင်းဗလာရင်အလောင်း၁၄လောင်းတရက်ထဲတွေ့ရှိရပြီးကလေးနှင့်မိခင်အလောင်းများပါဝင်နေကြောင်းမြန်မာနိုင်ငံမိသားတပ်ဖွဲ့၏ထုတ်ပြန်ချက်နှင့်မိသားစုဝင်များပျောက်ဆုံးနေ၍တွားရောက်ဆောင်ကြည့်နေသူတို့ချို့၏ပြောဆိုချက်အရသိရှိရသည် ဂျမန်နေဧပြီလ9ရက်နေ့ပြိုကျနေသည့်မန္တလေးမြို့အောင်မြေသာဇံမြို့နှင့် Sky Villa ကွန်ဒိုအပြည့်အစည်းများကြားတွင်ရှာဖွေရေးများဆက်လက်ဆောင်ရွက်ခဲ့ရာကလေးနှင့်မိခင်အလောင်းများအပါအဝင်အလောင်း14လောင်းကိုရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်းသိရှိရသည်။ ကလေးနဲ့မိခင်တွေလို့ယူဆရပါတယ်အမျိုးသမီးအလောင်းတွေနဲ့ကလေးအလောင်းတွေတွေ့ရတယ်အလောင်းတွေကတော့အင်မတန်မှပျက်စီးနေပါပြီအလောင်းတွေရှာဖွေတာတွေတော့သူတို့တွေဆက်လုံနေပါတယ်ဟိုမန္တလေး Sky Villa Condo ရှာဖွေမြန်ကိုတွားရောက်ဆန်းကြည့်နေသည့် Sky Villa Condo ရင်းနေထိုင်သူပြည်သူတူကပြောဆိုသည် ပြင်ပမှစောင့်ကြည့်မှုများရာ Sky Villa Condo ၏အပြည့်အစုံများသည့်အလွန်တူးတဲ့ကြီးမားပြီးအလောင်းများအလုံးကိုဖယ်ရှားရှင်းလျင်ခက်ခက်ခဲခဲလှုပ်ဆောင်နေရသည်ကိုမြင်တွေ့ရကြောင်းတရုတ်နိုင်ငံမှအဖွဲ့များကကယ်ဆယ်ရေးဆိုင်ရာခင်မီနီပညာများသုံးရရှာဖွေကယ်ဆယ်ရေးကိုဦးဆောင်နေသဖြင့်အလောင်းများကိုဇက်တိုက်ရှာဖွေတွေ့ရှိနေခြင်းဖြစ်ကြောင်းသိရှိရသည်စကိုင်းဗီလာအပြုအပြက်တွေကအရန်ကိုတူတဲ့ကြီးမာတယ်၊ကယ်ဆယ်ရေးသမားတွေအတွက်လည်းအတော်ကိုအန္တရာယ်များတယ်။အောက်ကိုကျွဝင်သွားတဲ့အထက်တွေကိုအကုန်လုံးရောက်ဖို့လည်းမလွယ်ဘူး။အခုကမြေကြီးပေါ်ကအထက်တွေ တွေနဲ့အပြိုပြက်တွေကနေအလောင်းတွေကိုထုတ်နေတာကိုပဲမြင်ရတာအထက်တိုင်းအလောင်းကိုအလောင်းတွေရှာပွေဖို့ကတိတ်ပြီးတော့လွယ်မယ်မထင်ဘူးအလောင်းထုတ်နေတဲ့ကယ်ဆယ်ရေးသမားတွေလည်းအတော်ကြီးစွန့်စွန့်ဆဆလောက်ကင်တာမြင်ရတယ်ဟုကယ်ဆယ်ရေးလုပ်ငန်းများကိုနေ့စဉ်တွားရောက်ကြည့်ရှုရင်းပြောင်းဆုံးမိသားစုဝင်တချို့အလောင်းရရှိရန်စောင့်ဆိုင်နေသူကဆက်လက်ရှင်းပြသည်မန္တလေး Sky Villa Condo မှာ2020ခုနှစ်တွင်စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီးအလွန်ဆနှစ်လပါလွင်သောအဆောက်အုံ၃လုံးပါဝင်က match 28ရက်နေ့ငလင်ကြောင်အဆောက်အုံ၂လုံးမှ ှာလုံဝပြိုကျပြက်စီခဲ့ကြောင်းခြံ12လအဆောက်အုံမှမူအောက်ချိန်9လမြေကြီးထဲသို့ကျွဝင်ပြက်စီသွားခဲ့ကြောင်းသိရှိရသည်ရခိုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့သခိုင်းတို့မင်းအွန်လိုင်း၁၀ရက်ကြာမှပြန်ရောက်လာဆိုတဲ့အမည်ဖြစ်ပါရဲ့ရှင်။ စကားဆောင်မယောင်လိုက်နီးငလင်းဘိုးအချက်လေးဖြစ်အပြည့်စီအများဆုံးလေးဖြစ်သည့်စကိုင်းတို့လာတဲ့တေထက်လွန်စွာနောက်ကြပြီးဆေးရအကြတနင်္ဂနွေနေ့မှရောက်ရှိလာသည်ထို့အတွက်၎င်းအနေဖြင့်ပြည်လင်းတိဆောက်ရေးလုပ်ငန်းများကိုဘာသာရေးသင်းပွဲများကိုဦးစားပေးသွားမျိုးယူဆရာကြောင့် South China Morning Post တင်စာကသုံးသပ်ထားသည်စကိုင်းတိုင်းတွင်တော်လင်းတက်များထိန်ချုပ်နေမိများတို့ကဲဆယ်ထောက်ပံ့ရင်ပြည်စီများဝင်ရောက်ခွင့်မရအောင်ပိတ်ဆို့ပြီးနှောင့်နှေးအောင်လုပ်နေသည်ဟုဆိုသည်ဟုလည်းយေတာထားသည် အမျိုးသားညညရေးအစိုးရမှကောက်ယူရရှိထားသောစီရင်စရာများအရလက်ရှိသကိုင်းတွင်693သိဆုံးသွားသည်ဟုသိရသည်ထိုဒေသအားအညာတာကင်းမဲ့စွာဘုံကျဲတိုက်ခိုက်နေကြလဲဖြစ်၍ထို့သောပိတ်ဆို့ထားခြင်းတွေကပင်၎င်းတို့စေရည်ရီမှန်ချက်မဟုတ်ပါလားတရင်စာကဆက်လက်ရေးသားရရင်မင်းအောင်လိုင်းသည်နိုင်ငံတွင်အစိုးရဆုံးရင်ဆိုင်နေရသည့်ငလျင်တန်ကြီးကြောင့်အပြည့်အစည်အသေးအပြောက်တောင်းပုံရပုံဖြစ်လာနေသည့်ကြားမှာဖန်ကောက်တို့အစည်းအဝေးတည်ရန်ထွက်သွားခဲ့မှုအပေါ်အပြင်းထန်ဝေဖန်ခံရခြင်းလဲဖြစ်သည်ဟုဆို သည်၎င်းနှင့်တွေ့ဆုံခဲ့ကြသည့်ခေါင်းဆောင်များသည်ပူတင်လိုဆောက်ထုတ်လာပြီးမြောင်မင်းကြီးမိဆောင်မင်းကြီးအဆရှိသဖြင့်ပြုံးခန့်ရမည့်အရေးစိုးရင်ထိတ်လန့်နေပုံရသည်၎င်းဆယ်ရဲ့အကြာလှည့်လျူရှုထားခဲ့သည့်စကိုင်းသည်မြို့80ရာခိုင်နှုန်းပြည့်စည်သွားခဲ့၍အဆိုးအဝါးဆုံးထိခိုက်သွားခဲ့သည့်မြို့လည်းဖြစ်သည် စစ်တပ်သည်တဘာဝဘေးအန္တရာယ်ဖြစ်ပွားတိုင်းပဏိပကဖြစ်ပွားရာဒေသများသို့အကူအညီများရောက်ရှိရေးကိုအမြဲလိုပိတ်ဆို့ထားတတ်သည့်အစဉ်လာများကရှိထားပြီးလည်းဖြစ်သည်ထို့သောခွဲခြားခွဲခြားလှုပ်လာနေမှုကိုကုလဖွဲ့စည်းများကဒေသခံအဖွဲ့များနဲ့ပူးပေါင်း၍တတိပေးလာနေပြီဖြစ်သည် ။စကိုင်းတွင်မင်းအောင်လိုင်းကတင်းတဲလျောက်ပတ်တလို့ငွေသားဖြင့်ကုညိပေးသွားမည်ဖြစ်ကြောင်းမျိုးအားလည်းအရင်ကထက်ပုံမကောင်းမွန်လာအောင်ပြန်လည်တိဆောက်ပေးသွားမည်ဟုပြောပြန်သည်။ထို့တော်လည်း၎င်းတို့တိုင်းပြည်အား၄နှစ်တာကာလပတ်လုံးအဖက်ဖက်တွင်ဖို့ဖို့ညံ့ညံ့ကြည်အောင်လှုပ်ထားခဲ့သည်များကိုကြည်၍မြည်သူကားများယုံကြည်ရှိကြမည်မဟုတ်ပေ။ နောက်ဆက်တွဲငလင်းငယ်များကိုဇက်တိုက်လုံနေ၍အသက်ရှင်ကျန်ရသူများလမ်းဘေးတွင်ယာယီရွက်ဖြင့်တဲများဖြင့်နေထိုင်နေရခြင်းဖြစ်ပြီး၎င်းတို့အတွက်တောက်သုံးရင်စားတောက်ဆေးဝါးများအလွန်မင်းလိုအပ်နေခြင်းလည်းဖြစ်၍၎င်းမျက်နှာလာပြသည့်အထလူလီသိမရှိပံ့ပိုးပေးမှုကိုသာတောင့်တနေကြမည်ကအမှန်ပင်ဖြစ်သည်စတတသည်၎င်းတို့၏အစဉ်လာအရေးချင်းမဲလာမှုများကြောင့်လုံချင်တိုင်းလုံသည့်တန်အောင်စီမံခံခဲ့နိုင်စံမရှိဖြစ်နေသည်ကိုနိုင်ငံတကာရှိကယ်ဆယ်ဝန်ထမ်းများတန်တော်ဖြစ်နေကြမည်ကအမှန်ပင်ဖြစ်သည်။ ထို့အနေထားတွင်ကောင်းကင်သို့တိုးတက်ပြန်တန်းသွားသည့်တိုက်လေယာဉ်များကိုလည်းမမြင်ချင်မှအဆုံးတွေ့နေကြပေုံမြင်ထို့တိုက်လေယာဉ်များသည်ပြည်ပမှကျူးကျော်လာသူများကိုချိန်မုံရန်မဟုတ်ဘဲ၎င်းတို့ကောင်းွယ်ဆောင်ရှောက်ပါမျိုးဆိုသောပြည်သူများကိုအကြမ်းဖက်သမားများဟုခင်မွန်တက်ကဘုံကျဲတိုက်ခတ်ရန်ဆိုသည်ကိုလည်းမသိဘဲနေကြမည်လည်းမဟုတ်ပေအများမျက်မြင်တွေ့ရတဲ့အတိုင်းကဲဆဲဝန်ထမ်းများက၎င်းတို့မျက်မြင်ကိုတွေ့ကြုံနေရသောဆုံးဝါးလာမည့်အဖြစ်ပြန်များသောမျက်နာမသားများဖြစ်နေခြင်းတွင် ၎င်းတို့ထံအင်္ဂစားပွဲတစ်ခုအားလာရောက်အားပေးသလိုပြုံးဖြည်းဖြည်းနဲ့ရောက်လာနေသည့်နိုင်ငံကြီးကအတွေ့လိုက်ရ၍ရှေးရဲအတွက်တွေ့ပြီးရင်လေးနေကြမိတာဖြစ်သည်။မင်းအောင်လိုင်ကပြိုကျပြက်စေးသွားသောဈေးဒီပထိုးများကိုမူလအနေအထားတိုင်းပြန်လည်တိဆောက်သွားရန်ညွှန်ကြားသွားသည်။ပါဇက်ပါအတိုင်းအလွယ်ကလေးပြောနေခြင်းမင်းမဟုတ်ပါလား။ခေစေးလုံးနေသူများကိုစွန့်ငွေများချီးမြှင့်သွားမျိုးဆိုသည်။ ED က၎င်းနေဖြင့်အပြုံးမဟုတ်ဘဲလက်တွေ့လုံးပြနိုင်သည့်တစ်ခုတည်းသောအရာပင်ဖြစ်သည်။လက်ရှိတွင်အပြက်စီးပုံများအားလူရင်းအား ဖြင့်သာဖေရှားရှင်းလင်းနေရဆဲဖြစ်ပြီးကေဆိန်လုံးနေသူများအမှန်တကယ်လိုအပ်နေသည့်မြေတို့ဆက်များဘူဒိုဇာကဲ့သို့ဆက်ရဲတရားများတစည်းတလေများဖြင့်မတွေ့ရဖြစ်နေသည်ကလည်းမြေတို့ပြောရမှန်မင်မသိအောင်တန်တော်ဖြစ်ရသည်ထို့ပြင်ကေဆိန်ရေးဖွဲ့များက၎င်းတို့လုံဆောင်မည့်အစာအုပ်လိပ်စာအပောင်းဤအသေးစိတ်အချက်လက်များကိုရှာဖွေကေဆိန်ရေးတာဝန်ယူထားသောစစ်ကောင်စီရုံးတို့အရင်ဦးဆုံးရှောက်လာတင်ကြရသည်ဟုမြန်မာနောင်သတင်းစာတွင်ပါရှိလာသည် အိမ်ရှင်များက၎င်းတို့အိမ်၎င်းတို့ရှင်လင်းမှုလုပ်နေခြင်းတွင်စစ်သားများချက်ချင်းလိုရောက်ရှိလာပြီးခွင့်ပြုချက်ဆာရက်ထုတ်ပြန်ရန်တောင်းလာသည်ဟုစကိုင်းဒေသခံတို့ကဆိုသည်ငလင်းလုတ်ပြီးနှစ်ရက်ကြာတဲ့အချိန်ကယ်ဆယ်ရေးအဖွဲ့များကိုဝင်ရောက်ခွင့်မပေးဘဲအစားအသောက်နဲ့ရေးများတည်ယူလာသည့်ကားများကိုသာဖြတ်တန်းခွင့်ပြုခဲ့သည်ဟုဆိုသည် မင်းအွန်လိုင်းတို့ဖို့က၎င်းတို့ချင်းချုံနေမြေအတွင်ဖြစ်လာတဲ့အရေးချင်းစစ်ဆောင်ပွဲပွဲကိုပင်စာပြင်းကြနေစေပင်ဖြစ်သည်ထို့သောသောလူများအားတွန်းလှန်နေခြင်းသည်မဖြစ်မနေတန်းရွယ်ရမည်တမိုင်းပေးတာဝန်ကြီးဆိုသည်ကိုလည်းနိုင်ငံတကာကကိုချင်းစာနားလေသဘောပေါက်လာကြမည်ကဧကံမုတ်ချပင်ဖြစ်ပေတော်သည်ပြည်သူတို့၏ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်